မဒီဖိုးရတန်လိုင်းကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်မြို့ကျဲစီစဉ်ကနေတူစလိုက်ပါတယ်ဒီနေ့မှဆိုရင်တော့ကျမရန်ကုန်မြို့ကျဲဖွဲ့သားတွေကအာတကနစ်စန်ချောင်းစပယ်ခမ်းမမှာကျင်းပပြုလုပ်နေတယ်ကင်ဆာယောဂပညာပေးဟောပြောပွဲနဲ့ကျမရဲ့စစ်စစ်ချက်ဒါအခမ်းအနားမြင်ကွင်းတွေကိုရိုက်ကူးတင်ဆက်ပေးသားမှာပဲဖြစ်ပါတယ်ဒီကနေ့ပြုလုပ်တဲ့အခမ်းအနားကိုဆိုရင်တော့ရွှေအောင်လင်းစီကင်ဆာဖောင်ဒေးရှင်းကနေမှပံ့ပိုးပေးထားတာဖြစ်ပြီးတော့မှရွှေအိုးဆေးဆိုင်ကနေလည်းပါဝင်ပြပပို့ပေးထားပါတယ်ရှင်ဒါအပြင်ဒီနေ့မှဆိုရင်ပမောက်ခအထူးကူဆရာဝန်ကြီးတွေကနေမှကင်ဆာယောဂနဲ့ပတ်သက်ပြီး ဟောပြောပွဲတွေရောကျမ်းမာရေးစစ်စစ်မှုတွေပါပြုလုပ်မှာဖြစ်တဲ့အတွက်ပရိသတ်တွေအနေနဲ့ကျမ်းမာရေးဗဟုသုတတွေများဆောင်ရရှိနိုင်တဲ့အခမ်းအနားတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီကနေ့အခမ်းအနားမြင်ကွင်းတွေကိုပရိသတ်တွေကဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်။ကနာကိုရှေးအောင်နှင်းစင်ကိစ္စဖောင်ဒေးရှင်းမှတာဝန်ရှိသူများ ကိစ္စယောဂအကြောင်းဟောပြောပြီးသားမင်းဆရာဝန်ကြီးများရွှေဦးစေးဆိုင်မှာတာဝန်ရှိသူများနဲ့ဟောပြောပွဲတို့လာရမှာစဉ်သူမိဘပြည်သူများစုံလင်စွာတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားကိုရွှေရောင်လင်းစီကိစ္စဖောင်ဒေးရှင်း၏အထွေထွေတွင်ရေးမှုဖြစ်သူအထွေထွေယောဂကုသမားတော်ကြီးဒေါက်တာဦးမိုးအောင်ကျော်နိုင်မှအဖွင့်အုပ်ခွင့်ဆက်စကားပြောကြားကစတင်ခဲ့ပါတယ်။ ဒီကနေ့ကိစ္စယောဂအကြောင်းပညာပေးဟောပြောပွဲတွင်ပါဝင်သောအကြောင်းအရာများနှင့်ပတ်သက်ပြီးဒေါက်တာဦးမိုးအောင်ကျော်နိုင်ကိုအခုလိုပဲမေးမြန်းဖြစ်ခဲ့ပါတယ်။ဟုတ်ကဲ့ဆရာနာမည်ကတော့ဒေါက်တာမိုးအောင်ကျော်နိုင်ပါ။ရွှေရောင်နီးစီကင်ဆာဖောင်ဒေးရှင်းမှာအထွေထွေတွင်မှုအနေနဲ့ဆောင်ရွက်နေပါတယ်။အဲ့တော့ဆရာတို့တင်းဒီနေ့ဖွဲ့စည်းတည်ထောင်လာတာဆိုရင်၃နှစ်ခွဲရှိပါပြီ။အဲ့တော့ဆရာတို့ကင်ဆာဖောင်ဒေးရှင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ဒီကင်ဆာယောဂကိုကာကွယ်နိုင်ရန် နောက်တကဟိုကာကွယ်လို့မရတော့ကင်ဆာတွေကိုစောစီးစွာတွေးရှိနိုင်ရန်ဒီအသည့်ပြည်သူလူထုတွေမှာအသည့်ပညာပေးရေးဆိုတာဆရာတို့ရဲ့အဓိကရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့ဆရာတို့ကဒီပညာပေးစစ်စစ်စီစဉ်နေဆောင်ရွက်ပေးနေတာဖြစ်ပါတယ်အဲ့တော့နောက်ရည်ရွယ်ချက်တစ်ခုကတော့ဆရာတို့ကဒီကင်ဆာရောဂါစတင် ဖြစ်ပွားတယ်နော်ပျောက်ကင်းနိုင်ရည်လည်းရှိတယ်တက်ငယ်ရွယ်တဲ့လူတွေမတတ်နိုင်ဘူးဆိုရင်ဆရာတို့ကဆေးသွင်းကုသခမဲ့ဆေးသွင်းကုသတဲ့ဟာတွေကိုလည်းဆရာတို့ ခုဆောင်ရွက်နေတာတစ်နှစ်ခွဲကျော်ရှိပါပြီဆိုတော့ဒီဟာတွေကိုအဓိကထားဆောင်ရွက်နေပါတယ်အဲ့တော့အဓိကတော့ဆရာတို့ကရန်ကုန်မြို့နဲ့အနီးတစ်ပိုက်မှာဆရာတို့ကအဓိကဆောင်ရွက်ပါတယ်အသင်းဝင်အနေနဲ့ဆိုရင်တော့စုစုပေါင်း900ကျော်ရှိပါတယ်ပေါ့နော်အဲ့တော့အဲ့ထဲမှာအခုလက်အချိန်ထိတော့ဆောင်ရွက်ပေးနေတဲ့သူတွေအားလုံးဒီ volunteer ပေါ့နော်ကစေတနာဝန်ထမ်းတွေကြီးပဲဖြစ်တယ် ဒီခချင်းငွေနဲ့ဆရာတို့ခန့်ထားတဲ့ဝန်ထမ်းတယောက်မှမရှိသေးပါဘူး။ဒါကြောင့်မလို့ဆရာတို့ဒီဒီကုံယူစွာနဲ့ပြောကြားလိုတာဒီမှာပါဝင်တဲ့လူလာရောက်လုပ်ပေးသူအားလုံးဒီကိုကိုရဲ့အချိန်တွေကနေနော်ကိုရဲ့လူအားတွေစိုက်ထုတ်ပြီးတော့ကုညီဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ဆရာတို့ကဒီပညာပေးအစီအစဉ်တွေဆောင်ရွက်ခြင်းနေပေမဲ့နော်တယောက်တဲ့ပြည်သူလူထုပြည်သက်မရှိဘူးဆိုရင်ဆရာတို့ရဲ့ပညာပေးမှုတွေကထိရောက်မှာမဟုတ်ပါဘူးပေါ့နော်။အဲ့တော့ဒါကြောင့်မလို့ဒီနေ့မှာဆိုလို့ရှိရင်ဆရာတို့ရဲ့ဒီစမ်းချောင်းမြို့နယ်ပညာရေးမှုရဲ့ရွှေဦးစည်းစံရင်ကနေအဓိကဒီပြည်သူလူထုတွေကိုစုစည်းနော်ဆောင်ရွက်တဲ့ကိစ္စကိုဆောင်ရွက်ပေး တဲ့အတွက်ဆရာတို့လည်းအထူးကျေးဇူးတင်ပါတယ်အဲ့လိုပဲဆရာတို့ဟောပြောနော်စစ်စစ်တဲ့နေရာတိုင်းမှာနေရာတိုင်းမှာဆရာတို့အသင်းအဖွဲ့လာရောက်စစ်စစ်ချင်းဆောင်ရွက်တိုင်အောင်ကုညီဆောင်ရွက်ပေးတဲ့အဖွဲ့အစည်းတွေအားလုံးကိုလည်းကျေးဇူးတင်ကြောင်းဆရာဒီညားပြောချင်ပါတယ်ပြည်သူများရှင်ဒီကနေ့ကင်စာယောဂအကြောင်းပညာပေးဟောပြောပွဲတွင်တောက်ဖားနဲ့မီရဲ့အထူးကူဆရာဝန်ကြီးပမောက္ခဒေါက်တာဒေါ်ရင်စောမှတအိမ်ကောင်းကင်စာအကြောင်းတည်ကောင်းဆရာကောင်းစဉ်ဖြင့် တိန်ကောင်းကင်စာနဲ့ပတ်သက်သောဟောပြောမှုများကိုဆွေးနွေးဆောင်ရွက်ခဲ့ပါတယ်။အကျမနာမည်ဒေါက်တာဒေါ်ရင်စောပါကျမရွှေရောင်နှင်းစီကင်ဆာဖောင်ဒေးရှင်းမှာဒုတိယဥက္ကရာတာဝန်ရထမ်းဆောင်နေပါတယ်ဟိုပထမဆုံးပေးစီနေ message ကတော့တဲငေါန်ကင်ဆာအကျိုးတင်ကာကွယ်လို့ရတဲ့ယောဂတစ်ခုဖြစ်တယ်နောက်စောစီးဆိုတာသိရှိနိုင်တဲ့ယောဂတစ်ခုလည်းဖြစ်တယ် စောစီးဆိုတာသိရှိရင်ပျောက်ကင်းအောင်ကုသနိုင်တဲ့ယောဂတစ်ခုလည်းဖြစ်တယ်ဆိုတာပထမအဆုံးပြောကြချင်ပါတယ်အဲ့တော့ပရိသေတာစီဟော်မုန်းပါတဲ့ပရိသေတာစီကို၅နှစ်ကျော်ပြီးသုံးရင်လည်းတိမ်ငေါင်ကင်ဆာဖြစ်နိုင်ခြေရှိတယ်ဆိုတာအန်တီတို့အခုတွေ့လာပါပြီအဲ့နောက်တစ်ခုကတော့အခုအန်တီတို့လုံးမဲ့ WHO ပေါ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရာထောက်ခံညွှန်ကြားထားတဲ့ guideline အတိုင်းအန်တီတို့ဆောင်ရွက်ပေးတာဖြစ်တယ်အဲ့ဒါတိမ်ငေါင်ကိုအန်တီတို့ချက်လက်ကိုင်းနဲ့တွေ့လိုက် တို့ပြီးတော့ကလပ်စည်းတွေပြောင်းလဲသွားတဲ့နေရာကိုကြည့်ပြီးတော့မှအန်တီတို့ကအချို့အဆင့်ကိုဘယ်အဆင့်ဖြစ်နိုင်တယ်မဖြစ်နိုင်တယ်ဆုံးဖြတ်ပြီးတော့မှလိုအပ်တဲ့စိတ်ကုသမှုချက်ချင်းလုပ်ပေးတာပါအဲတိမ်ငောင်းကင်ဆာကာကွယ်ဆေးပေါ့နော်ကာကွယ်ဆေးကအိမ်အောင်မပြုတ်သေးတယ်ကိုနှစ်ကနေ14နှစ်ကြာရှိတဲ့အမျိုးသမီးငယ်ရွယ်လေးတွေကိုတော့တေချာပေါက်ထိုးပေးစီခြင်းပါတယ်အဲ့တော့အဲ့ဒီကာကွယ်ဆေးကလည်းနိုင်ငံတော်အဆင့်အနေနဲ့ အဒီလိုဆွေနွေစည်းဝေးပွဲတွေလုပ်ပြီးတော့အခုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ UN အဖွဲ့အစည်း၈ခုကနေဝိုင်းဝန်းထောက်ပံ့ပေးပြီးတော့အန်တီရိုနိုင်ငံမှာရှိတဲ့အမျိုးသမီးလေးတွေကို2018ခုနှစ်ကစပြီးကာကွယ်ဆေးထိုးဖို့အစီအစဉ်တွေလည်းစတင်အကောင့်ထည့်ပေါ်နေပါပြီအဲ့ဒါလည်းသတင်းကောင်းပါချင်ပါတယ်အရင်နောက်မှာတော့တရုံချီကင်စာဒုက္ခဆရာဝန်ကြီးဒေါက်တာဒေါ်မီဂျီမှပြင်စာယောဂဖြစ်ပွားတဲ့အလေးထားများယောဂလက္ခဏာများနဲ့ပတ်သက်ပြီးအသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့ပါတယ် ဆက်လက်ပြီးတော့ကွန်ဆာချင်းနဲ့ကရင်ချဲမာရဲ့ဂျောင်းကောင်းစဉ်ဖြင့်တောင်းနှစ်ကရင်အထူးကုဆရာဝန်ကြီးဘာမောက်ခတော်ဆွေဝင်မှာလာရောက်နားဆင်သူမိဘပြည်သူများအားရှင်းလင်းတင်ပြပေးခဲ့ပါတယ်။ပရိသတ်များရှင်ရွှေရောင်နှင်းစီကင်စာဖောင်ဒေးရှင်းမှပြုလုပ်သောကင်စာရောဂါကြောင်းပညာပေးဟောပြောပွဲများတွင်တဒတအားပါဝင်ပံ့ပိုးပေးခဲ့ပါသော General Medical Stay Manager ဖြစ်သူမန်နေဝင်းကြီးရဲ့စကားတန်းကိုခုလိုပဲကြားသိခဲ့ရပါတယ်။ မနာမေကတော့မနေဝီမှာအမကတော့ဒီမတို့ဒီကဲစိတ်မဒီမဖမ်လီရပေါ့နော်အမကတော့ regional ရိုးကမြန်မာပေါ့ regional medical sales manager ပါအဲရှော်နေစီကဆောင်ဖောင်ဒေးရှင်းနဲ့အမလို့လဲတွဲလာလာပေါ့နော်ဂျာဒီ ဒီနှစ်ပိုင်းဒီမှာတော်တော်ကြာလာပြီပေါ့နော်အမတို့ကဒီရှောင်းနေစီရဲ့ဒီခုကျမကြီးဆောက်ရှောက်မှုလုပ်ငန်းနေအသိပညာပေါ့ကေဆာယောဂါဟောမေအသိပညာယောဂါပြန်မွားရေးပေါ့အသိပညာပေါ့ဒီပညာပေးလုပ်ငန်းတွေမှာဆိုလို့ရှိရင်အမတို့ကအမတို့ Medibor Family တွေနဲ့တက်တာဆရာတို့ရဲ့ DVD လုပ်ငန်းတွေမှာတက်တာအားပါဝင်ခဲ့တယ်ပါဝင်လဲပါဝင်ပါဝင်တက်တိုက်ဝိုင်းပဲပေါ့အမတို့ပါဝင်ကြရတယ်ပြီးလို့ရှိရင်အော်ဆရာတို့ဒီအခု DVD လုပ်ငန်းတွေမှာဆိုရင်ဒီပေါ့အသိပညာပေးဟောပြောတယ်နောက်တစ်ခုကကျတော့ဒီလိုမျိုးပေါ့တခုလာတဲ့လူလူတွေပေါ့မှာအမတို့ကဒီဒီစီဂျိုသေး ိုတိုင်ပေးတယ်အမားတို့ကုမ္ပဏီအနေနဲ့ဆိုဒီကေစိတ်ကတော့အမားတို့စေတနာခြေဆိုင်ကုမ္ပဏီပါအမားတို့ဒီမှာဆိုလို့ရှိရင်ဒီမြန်မာပြည်အနေနဲ့ဆို1995နေစပြီးတော့ဒီကေစိတ်ကုမ္ပဏီကိုအမားတို့စပြီးပြတ်လုပ်ပါတယ်အနေချက်စစ် product group တွေပါတယ်နောက်ခုစီတိုသွေးချိုပေါ့နော်အဲ့ဒါတွေကိုကုသပေးနေတဲ့ product တွေပါတယ်နောက်တစ်ခုကကျတော့အားစီတွေပေါ့အများကြီးပါပါတယ်နောက်ပြီးလို့ရှိရင်ဟိုအမားတို့ဒီ human right ပေါ့နော် case တွေမှာတုံးတဲ့ဆေးတွေပေါ့နော်အဲ့ဒါတွေမှာလည်းအမားတို့ပါပါတယ်အမ်ရှော့မနီစီကင်ဆာဖောင်ဒေးရှင်းကအဓိကအဖြစ်ပေါ့နော်အသိပညာတွေကို လူလူတွေကိုဒီအသိပညာတွေကိုများများထည့်ပေးခြင်းအားဖြင့်အာပြည်သူလူလူတွေအတွက်လည်းကျမရေးပေါ့နော်ဟိုတိုးတက်မှုတွေဖြစ်လာမှာပေါ့နော်အဲဆိုတော့အဲ့လိုမျိုးလူမျိုးမှလည်းအမားတို့ကဒါဝမ်းမြောက်တကယ်ဝမ်းမြောက်မှုရှိတဲ့အသိအသိပညာကိုယူကောင်းတဲ့အသိကြီးပါအသိမှာမားတို့က medieval family နဲ့ပတ်ဝန်းကျင်ရတဲ့အတွက်ကြောင့်မို့လို့ဒီမျိုးအဒီပီဒီမှာလှူဆောင်ဝင်ရတဲ့ကြောင့်မို့အတိုင်းမသိတဲ့အမားတို့ဂုဏ်ယူမိပါတယ်ဆလာဗီယောရှီယိုစင်းဆိုင်ဂျန်နရယ်မန်နေဂျာဖြစ်သူဒေါက်တာဦးရဲလွင်ဟိမ်းမှာ ကင်ဆာယောဂအကြောင်းပညာပေးဟောပြောပွဲပြင်မြင်ရေးနဲ့ပတ်သက်ပြီးကျေးဇူးတင်စကားပြောကြားခြင်းကိုဆောင်ရွက်ခဲ့ပါတယ်။အရင်နောက်မှာတော့ရှူးစစ်ဆိုင်ရေးစီးဖို့ဖြစ်သူဒေါက်တာဦးနိုင်အောင်ကိုမှ အထက်ကနေစံချောင်းမှတာဝန်ရှိသူတို့အားအလူငွေများပေးအပ်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ရှူးစစ်ဆိုင်ရေးစီးဖို့ဖြစ်သူဒေါက်တာဦးနိုင်အောင်ကိုမှရှင်ယောင်းနင်းစီကင်ဆာဖောင်ဒေးရှင်းအားအလူငွေများပေးအပ်ခဲ့တာကိုပရိသတ်များမြင်တွေ့ရမှာပါ။ ပရိသတ်များရှင်ရှီယောင်းနင်းစီကင်ဆာဖောင်ဒေးရှင်းမှပြုလုပ်သောကင်ဆာရောဂါအကြောင်းပညာပေးဟောပြောပွဲတွင်ပေါမခတ်ထုခုဆရာဝန်ကြီးများမှလိုအပ်သောကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ရှင်ကုန်မြို့ကျဲပရိသတ်များအနေနဲ့အထက်ကနေစံချောင်းရွှေရောင်မြင့်စီကင်ဆာဖောင်ဒေးရှင်းနဲ့ရွှေဦးစည်ဆိုင်တို့မှပူးပေါင်းဆောင်ရွက်သောကင်ဆာရောဂါအကြောင်းပညာပေးဟောပြောပွဲနဲ့ကျွမ်းမာရေးစစ်ဆေးမှုမြင်ကွင်းများကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိမိဘမိသူများအတွက်ကျန်းမာရေးပညာပေးဟောပြောပွဲများကိုမြတ်တာပြဆောင်ရွက်ပေးနေပါသောရှီအောင်နှင်းစီကင်ဆာဖောင်ဒေးရှင်းမှလည်းကျန်းမာရေးအသိပေးဟောပြောပွဲများကိုစားတဲ့တဘောလုံးဆောင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီနေရာကနေလို့ဆက်လိုက်ပါစေကျူရှူအပိခေကြတဲ့ပြည်သက်တဲ့ဦးဇင်စီကိုလည်းကျေးဇူးတူပင်တင်ရှိပါရစေ